လူတွေယောဂရမယ်အစားအသောက်အတုတွေကိုတရုတ်နိုင်ငံမှာဒီလိုမျိုးကိုထုတ်နေကြပါဗျ။ဘိုဆိုးရာကအခက်မသိရင်သေနိုင်တဲ့အထိအနေများတာပါ။တရုတ်ဆိုးရာကပြင်းထန်ထန်တားနေပြီမဲ့ဇီကော့ထဲမှာအတုတွေရှိနေတော့မှာအဲ့ဒီထဲမှာကျွန်တော်နေ့တိုင်းစားနေတဲ့အစားအသောက်တွေတောင်ပါပါတယ်။ဒါကြောင့်ဒီနေ့မှာတော့အားလုံးသတိထားအောင်လို့တရုတ်ကလုပ်တဲ့အစားအစာအတု၅မျိုးအကြောင်းကိုပြပြပေးပါမယ်။ ်ပထမဆုံးတစ်ခုကစံတုတွေလုံနေတာပါတရုတ်နိုင်ငံကကျွန်တော်တို့လိုပဲဘာပဲစစထမင်းနဲ့အတွက်စားတတ်ပါတယ်ဒါပေမဲ့တချို့စံတွေကပတ်ဝန်းကျင်မတန့်လို့ယောဂရနိုင်တဲ့အပြင်အတုနဲ့အစ်လဲရောနေပါသေးတယ်အစိုးဆုံးကမြေကြီးကစိုက်တာမဟုတ်တဲ့လူလုံးစံတုတွေပါအဲ့ဒီစံတွေကိုဒီလိုပလတ်စတစ်ကနေလုံနေကြပါတယ်ဒါကိုပလတ်စတစ်စံလို့ခေါ်နေကြပါတယ်နောက်ပြီးဒီလိုစံတုကိုသုံးပကံစားမိမယ်ဆိုရင်ပလတ်စတစ်အိတ်တလုံးစားတာနဲ့ညီရဲလို့ပညာရှင်တွေကပြောထားပါတယ်ဒါကလူသားရဲ့အတွက်တော်တော်လေးကိုဆိုးကျိုးဖြစ်နိုင်တာပါဒါပေမဲ့ ယ်ဘလတ်စတင်နဲ့လှုပ်ထားတဲ့စံမှန်းသိအောင်ခွဲတဲ့နည်းရည်လည်းရှိပါတယ်အတိအသားဆုံးကတော့ဒီလိုမီးနဲ့အပူပေးကြည့်တာပါဘလတ်စတစ်စံနေဆိုရင်ကော့တက်လာတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်အခုဆိုသူတွေကစိုင်းမဝဲရထဲလေသမားစီကနေစံကိုတိုက်ရိုက်ဝယ်နေကြပါတယ် နောက်တစ်ခုကတော့ကျောက်ဘဲဥအတုတွေလုံနေတာပါ။ဒါတွေကမြန်မာနိုင်ငံတဲဥတော်ရောက်နေတယ်လို့ပြောနေကြပါတယ်။အဲ့ဒါတွေကအစစ်မဟုတ်ပဲဖျောင်းနေနဲ့လှုပ်ထားတဲ့ဥအတုတွေပါ။တကယ်တော့တရုတ်ပြည်မှာဆိုလို့ရှိရင်ဒီလိုလက်ဖက်ရည်တဲ့ထက်ပြုတ်တဲ့ကျောက်တွေကြားရှိခံအောင်ထားထားတဲ့ဒီလိုဆေးဘဲဥတွေကနာမည်ကြီးပါတယ်။ဒါအပြင်စားရည်နဲ့စိန်ထားတဲ့ကျောက်ဘဲဥတွေကလည်းအရသာရှိတဲ့တရုတ်စားစာပါ။ဒါပေမဲ့အခုဆိုအတုလားဆစ်လားဆိုတာခွဲရခက်လာပါပြီ။ဘာလို့လဲဆိုတော့အတုတွေကအစစ်တွေလိုပဲချွတ်ဆွတ်တူနေတာပါ။တကယ်တော့ကျောက်ဘဲဥတွေရဲ့အခွန်တွေကစားဒါ လူပစ္စည်းတွေနဲ့လှုပ်ထားတာပါဒါပေမဲ့အတုနဲ့စစ်ကိုခွဲလို့ရတဲ့နီလန်းတစ်ခုတော့ရှိပါတယ်အဲ့ဒါကရေထဲမှာစစ်တာပါကျုပ်အတုတွေကဒီလိုရေထဲပေါ်လို့ပေါ်နေတာကိုတွေ့ရမှာပါ နောက်ထပ်တစ်ခုကနုမော့အတုပါအတုလုတဲ့သူတွေကပလတ်စတစ်နဲ့မျိုးစာလုတဲ့နေရာမှာသုံးတယ်မလမင်းဆိုတဲ့ဓာတ်ပစ္စည်းကိုသုံးတယ်ပိုဆိုးတာကအဲ့ဒီနုမော့အတုကိုမွေးကင်းစာကလေးတွေကိုတိုက်မိကြတာပါဒါကြောင့်တချို့ကလေးတွေဆိုတေဆုံးကြတာတွေတောင်ရှိပါတယ်နောက်ပြီးအခုထိတရုတ်ပြည်မှာအတုလုတဲ့သူတွေကိုတင်းတင်းကြပ်ကြပ်ဖမ်းဆီးတာတွေလုံနေရတော့မှာ နောက်တစ်ခုကတော့ဟင်းချက်တဲ့စီကိုအတုလုံးရောင်းတာပါအခုမြင်ရတဲ့အမျိုးသမီးကမိန်လာတွေကိုခက်ယူနေပါတယ်စေနာရှိလို့မဟုတ်ပါဘူးအဲ့ဒီအကြီးတွေနဲ့စားသုံးစီအတူလုံးဖို့ပါပြီးတော့သတိစံစီရင်နဲ့ရောပြီးရောင်းစားပါတော့တယ်မကောင်းမှန်တိလျက်နဲ့ဈေးထဲမှာလည်းတော်တော်များများပြန်နေတာပါဒါပေမဲ့ဝယ်တဲ့သူတွေကရှိနေတော့လုံးရောင်းတဲ့သူတွေကဆက်လုံနေကြသေးပါဒါကြောင့်မယ်အဲ့ဒီစီတွေကြောင့်ကင်ဆာရောဂါတွေလည်းဖြစ်လာပါတယ် နောက်ဆုံးတစ်ခုကတော့အခုခေတ်လူတွေအစားများတဲ့ဘာပဲဈေးပါချက်ကက်ကက်နဲ့ဤလေးဖြစ်နေတယ်ဘာပဲဈေးတွေကဝါးစားလို့ရမ်းကောင်းပါတယ်ဒါပေမဲ့ဝမ်းနေဖို့ကောင်းတာကဘာပဲဈေးကိုအတူလှုပ်လာကြတာပါပလတ်စတစ်နဲ့လှုပ်လာတော့တောက်တဲ့သူတွေကဘိုင်းနာတာတွေဖြစ်လာပါတယ်တချို့လူတွေဆိုဓာတ်မှန်ရိုက်ကြည့်တော့မှဘိုက်ထဲမှာဘာပဲဈေးတွေအလုံးလိုက်ပုံနေတာကိုတွေ့ရတာပါဒါကြောင့်ဘာပဲတီကြိုက်တဲ့သူတွေသတိထားပြီးတောက်ဖို့ပြောချင်ပါတယ်ခင်ဗျာ အစားအသောက်ကိုအတူလို့ရောင်းတဲ့သူတွေကအတူနဲ့အစ်စ်ကိုခွဲလို့မလွယ်အောင်ကိုကြွန့်ကျင်လာကြပါတယ်။အခုခေတ်မှာဘသူတစ်တင်ငတိမာရင်ပြီးရောဆိုပြီးတနက်စာလှုပ်တတ်တဲ့သူတွေကများလာပါတယ်။ဒါကြောင့်ဈေးသက်သာတဲ့ဆိုတိုင်းလိုက်ဝယ်မသုံးမိဖို့သတိထားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့တခုဖြစ်လာရင်ကိုကပဲခန်းစားရမှာမလို့ပါ။ဒါနဲ့ကျွန်တော်မတည်သေးဘူးဆိုလို့ရှိရင်တော့မိတ်ဆက်ပြရစေ။ကျွန်တော်နာမည်ကတော့အောင်စုပိုင်ပါ။ကျွန်တော်က Creative Vice အပြင် Creative Academy ဆိုပြီးတော့လည်းသင်တန်းနေထောင်ထားပါတယ်။ဒါကြောင့်မလို့ online ပေါ်မှာ video ကောင်းကောင်းဖန်တီးတဲ့ channel ဆိုလို့ရှိရင် ော် Creative Academy ကိုဒါပြည်ထရီရလိုက်ပါ။